အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့မြတ်တာရှင်ဘရင်ကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဟိုးတစ်ချိန်လုံးကကြီးမြတ်တဲ့မြတ်တာရှင်ဘရင်ကြီးတစ်ပါးရှိခဲ့တယ်။နာမည်ကစီပိုင်းနဲ့သူ့ရဲ့ကြီးမြတ်မှုတွေမှာနတ်ဖျားတွေကိုကြီးညိုလေးစားမှုလည်းပါဝင်နေပါတယ်။ရရုံးမှုလည်းပါတယ်။အားကိုလေးစားတာလည်းပါတယ်။ သူဟာတတော်ဝါရီအလုံးပေါ်ပါတပြင်းညီစေတနာထားတဲ့ကျင့်နာတနာတဲ့ဘတော်မှစူကြုံနေနေမရွေဘူးဒီဘရင်ကြီးရဲ့မြစ်တာစေတနာစင်ကြဲသောအကျင့်တီလာတို့ကြောင့်မိဝေတရိစ္ဆာန်တွေလည်းပဲသူ့ကိုစောင့်ရှောက်မှုပေးနိုင်မှုရနိုင်မှုရောက်လာတတ်ကြတယ်ဒီတော့အရှင်အင်ဒရာကစီပိုင်းရဲ့မြစ်တာကုန်ကြီးမှုကိုစမ်းသက်ခြင်းလာလို့သူ့ကိုသူကြောက်စရာတိုင်းငယ်ကြီးအဖြစ်ပြောင်းလိုက်တယ်နောက်နတ်ဖေယားဖာမကိုဂျိုးငံတကောင်အဖြစ်ပြောင်းခိုင်းပြီး ်အင်ဒရာက အကာအကွယ်မဲ့ဂျိုးငတ်ကိုလိုက်ဖမ်းပါတယ်။ဒီတော့ဂျိုးငတ်ကဘယင်ကြီးစီပိုင်းရဲ့လက်မောင်းပေါ်ပြန်ပြီးတော့နားနေလိုက်တယ်။တင်းငတ်ကလည်းဘယင်ကြီးနားချချင်းရောက်လာပြီးအိုးဘယင်ကြီးအခုတက်လက်မောင်းပေါ်မှာလာနာနေတဲ့ငှက်ဟာကျွန်ုပ်ရဲ့စားနေကြအစာဖြစ်တယ်။ကျွန်ုပ်တကယ်စားလောင်နေပါတယ်။တကယ်လို့သားကျွန်ုပ်ရဲ့အစာကိုစားဝင်မရရင်ကျွန်ုပ်အမှန်တကယ်တရားတော်မှာပါကျွန်ုပ်တေကိုဘယင်ကြီးတာဝန်ယူလိုပါသလားလို့ရှင်းပြပြီးတော့မေးလိုက်တာပေါ့ ဒီတော့ဘယင်ကြီးစီပိုင်းကဒီတနာစီရတော်ဝါလေးဟာအကွာအကွဲရဖို့ကျုပ်ရဲ့ကိုပေါ်ရောက်လာတာဖြစ်တဲ့ဒါအကြောင်တင့်ကိုမပေးနိုင်ပါဘူးဒါပေမဲ့တင့်အသက်ကိုကယ်တင်တဲ့အနေနဲ့တင့်ရွေးချယ်မဲ့တခြားစားစီရတွေကိုတော့ကျွန်ုပ်ပေးပါမယ်တခုရှိရဲကျုပ်ပေးမယ်စားစီရဟာဟာရီဂျိုးငန်းရဲ့အလေးချိန်နဲ့ညီမျှရမယ်လို့ပြောလိုက်တယ်ဒီတော့တိတ်ညက်ကကောင်းပြီလေ ဒီဂျုံးငယ်ရဲ့အလေးချိန်နဲ့ညီများတဲ့အသားကိုပေးမယ်ဆိုရင်ကျွန်တော်တိတ်အသားကိုပဲရွေးမယ်ဘယင်ကြီးတယ်ဘယင်ကြီးကသူ့ရဲ့ဂတိကိုတည်တဲ့သူမလို့ချက်ချင်းနဲ့သဘောတူလိုက်တယ်ကဲအခုချိန်မီမှာဂျုံးငယ်ရဲ့အလေးချိန်နဲ့ဘယင်ကြီးရဲ့အသားကိုထဲ့ချိန်ကြည့်ဖို့ပြင်ဆင်နေပါပြီဘယင်ကြီးကသူ့ရဲ့အသားကိုလှီးဖြတ်ပြီးချိန်ဝင်တစ်ဖက်မှာထည့်လိုက်တယ်ဂျုံးငယ်ကိုတော့ချိန်ဝင်ရဲ့တခြားတစ်ဖက်ထဲထည့်လိုက်ပါတယ်ဒါပေမဲ့ပို့များတဲ့သူ့အသားကိုဖြတ်ဖြတ်ပြီးချိန်ဝင်တစ်ဖက်ထဲထည့်လိုက်တိုင်း တဖက်ချိန်တွင်လည်းကဂျိုးငတ်ကပိုကြီးမလာပြီးပိုလေးလေးလာပါတယ်။ဒီတော့ချိန်တွင်ရှာကမှန်မနေတော့ဘူးပေါ့။နောက်ဆုံးမှဘယင်းစီပိုင်းကသူ့ရဲ့တကိုယ်လုံးချိန်တွင်ခတ်တယ်ဝင်ရဲလိုက်တယ်။ဒီအခိုက်အတန့်လေးမှာပဲကောင်းငင်မုံကပေါ်ထွက်လာတဲ့ဖျားသခင်ရဲ့အတန်တော်ကိုကြားလိုက်ရတယ်။ကောင်းလေစွာကောင်းလေစွာအခုတော့အလေးချိန်ချင်းကတကယ်ညီနေသွားပြီ။ တချိန်ထဲမှာပဲအင်ဒရာနဲ့ဖာမာတို့ကလည်းတင်းရက်နဲ့ဂျိုးငတ်အသွင်ကိုဖျောက်လိုက်ပြီးမြင့်မြတ်တဲ့ဘယင်ကြီးရှိမောင်မရက်လိုက်ကြတယ်။ဘယင်ကြီးရဲ့ဆွလွန်နိုင်မှုအတွက်သူတို့ကျင်းနဲ့အားရပြုံးနေကြတာပေါ့။နောက်တော့သူတို့ကပဲအနာတရခန္ဓာကိုယ်ကိုအကောင်းပကတိအတိုင်းပြန်ဖြစ်သွားအောင်ပြုလုပ်ပေးပြီးဘယင်ကြီးကိုကောင်းချီးပေးလိုက်ကြတယ်။ကောင်းချီးပေးလိုက်ပြီးတာနဲ့သူတို့တွေပျောက်ကွယ်သွားကြပါတော့တယ်ကွယ်။ ခုတင်ဆက်ပေးမှာကတော့ဖြူကောင်မီသားစုဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကဒရိစံတွေအားလုံးကထင်းရှုပင်တော်တွေမှာငြင်းငြင်းပျော်ရွှင်စွာနေထိုင်သွားကြတယ်။ယုံနေဖပြုတ်တွေဖြူကောင်တွေကြွတ်တွေရှင်တွေပွဲတွေနဲ့တခြားများစွာသောအကောင်တွေရှိကြတာပေါ့။အဲဒီနောက်တနေ့မှာတော့ယုံပလင်လိုပြီးဟာတိရချောက်အပုံကိုသူထင်မှတ်နေတဲ့အရာပေါ်မှာထိုင်လိုက်တယ်။ဒါပေမဲ့အဲဒါဟာဖြူကောင်မောင်စုဖြစ်နေတယ်ကွယ်။ သူကအထံခံရတာကိုမကြိုက်ဘူးခြုံတတ်တဲ့သူရဲ့စူးတောင်းနေအားလုံးကိုတူထောင်လိုက်တယ်ဒီတော့ဖယင်းလိုပြီးနာကျင်စွာအော်ဟစ်ပြီးတော့ထောက်ကုန်လိုက်မိတာပေါ့လိုပြီးကတော်ဖယင်းကိုမင်းစိုးနဲ့ထိုးရဲသလားလို့អော်ပြီးဒေါသတွေကြောင့်နေရွက်တွေထောင်လိုက်တယ်မင်းသားကိုတမင်သက်လောက်တာမဟုတ်လားတဲ့မောင်စိုးကလည်းကျွန်တော်တမင်သက်လောက်တာမဟုတ်ပါဘူးဒါပေမဲ့တအားဖိထိုင်ခံရတော့ဖဲကောင်းမလဲလို့ပြောတယ် လိုပြီးကတော့မင်းကိုဒီတော့ကနေနှိမ်ထုတ်ပြမယ်လို့ပြောပြီးတောင်းအုပ်ပိုးပောက်ရအရက်ဖြစ်တဲ့အရှိတ်ကိုလက်ညှိုးညွန်ပြလိုက်တယ်။အခုချက်ချင်းထွက်သွားမနစ်မြောက်စရာရှိတဲ့မင်းရဲ့မိသားစုကိုပါခေါ်သွား။မောင်စုဟာလိုက်နာယုံကလွဲပြီးဘာမှမလုပ်နိုင်တော့ဘူး။ဒီလိုနဲ့သူ့ရဲ့ဇနီးနဲ့ကလေး၆ယောက်ကိုသူ့သွားခေါ်တယ်။ပိုင်ဆိုင်တဲ့ပစ္စည်းအလုံးကိုထုတ်ပိုးကြပြီးထဲရှိုးပင်အုပ်ကနေထွက်လာကြတယ်။ သူတို့ထွက်သွားကြပြီးတော့တိတ်မကြခင်မှာတော့အနီရောက်မင်းသားတွေဟာတောအုပ်စီကိုလာကြတယ်။သူတို့ဟာတောအုပ်အလဲကဘလူးဘဲတောင်ကြတဲ့ကိုသွားပြီးအဲ့ဒီမှာအိမ်လုံးနေကြတာပေါ့။ပထမတော့တောရဲကသတော်ဝါတွေတတိမပြူမြေကြပါဘူး။ဒါပေမဲ့မကြခင်မှာတော့မင်းသားတွေဟာသူတို့ကိုဒုက္ခပေးလာကြတာကြောင့်ဘယင်လိုပြီးဟာသူတို့ကိုတောရဲမောင်းထုတ်ပြဖို့ကြတိပေးလိုက်တယ်။ဒါပေမဲ့သူမတက်နိုင်ဘူး။မင်းသားတွေဟာမော်တက်တွေအများကြီးတကြတယ်။ တရိစံတွေဟာသူတို့မှုဝင့်နေဖြစ်သွားမှကြောက်လို့သူတို့ကိုမပြောရကြဘူးဒီလိုနဲ့သူတို့ဟာညတိုင်းအစားအစာတွေချင်းတွေအခိုးခံရပြီးခလေးတွေကလည်းမင်းစာတွေရဲ့စုညံတဲ့အတန်တွေနဲ့အယုံဆိုးတဲ့မျက်နှာတွေကိုကြောက်ကြတယ်တလားကိုတကြိမ်လာပြည့်ရဲ့အခါတိုင်းမင်းစာတွေဟာ တောင်ကြားထဲမှာထူးဆန်းစွာခြေပလာနဲ့ကခုံကြတယ်လာရောက်နေမှာသူတို့လက်တွေတွဲပြီးကျဲလောင်စွာတကြိမ်ဆိုလည်းရက်ကခုံကြတယ်တရိစံတွေအားလုံးမအိတ်ကြရဘူးသူတို့ညင်းညူကြတာပေါ့ ဒါပေမဲ့အနီရောင်မင်းသားတွေကြားသွားရင်သူတို့ကိုအပြစ်ပေးမှကြောက်လို့အတန်ကြေကြေတော့မညီတွားရဲဘူးအယောက်ဆိုရဲအနီရောင်တကွာတွေကိုရှင်းလင်းပြနိုင်တဲ့သူရှိရင်သူဟာငါ့အစားဘရင်ဖြစ်လိမ့်မယ်လို့လိုပီကကြေညာလိုက်တယ်ငါတို့ရဲ့ဘဝဟာအခုဒုက္ခရောက်နေကြရပြီဒီမင်းသားတွေသွားမှဖြစ်မယ်တရိษံများစွာဟာဘရင်ဖြစ်ချင်းပြီးတော့တရဘူဆောင်းကျင်ကြတယ်ဒါပေမဲ့သူတို့ဘလောက်ပဲစူးစမ်းစူးစမ်းနှင်းစာတွေကထွက်သွားမယ့်စီစဉ်ကိုသူတို့စဉ်းစားလို့မရဘူး အနီရောင်ရှင်ကလေးဗရစ်ကီကသူတို့စီကိုစားတောင်ရေးပြီးသူတို့ထွက်သွားဖို့တောင်းမနေဒါပေမဲ့သူလက်ခံရရှိတဲ့တုံမြန်စားကတော့တောက်ပတဲ့လာပညာတညမှာသူ့ရဲ့တစ္ဆေတွေအလုံးအကိုးခံရမယ်ဆိုတာပဲပေါ့အရင်နာခွေးကလေးမော်ဒီကအလွန်ပြက်သားတဲ့စားတောင်ကိုရေးပြီးသူတို့ထွက်မသွားရင်ရဲသားကြီးမောင်ဘလောကိုခေါ်ပြီးသူတို့ကိုချုပ်ခိုင်းထားလိုက်မယ်လို့ပြောလိုက်တယ်။ဒါပေမဲ့သူတို့ရောက်လာကြပြီးတော့ကျဲလောင်စွာနဲ့ရီမော်ရဲ့အတွက်သူကြောက်လို့မပြီးတော့တုံရင်နေပြီး ၃ရက်လောက်ရေးဝယ်မထွက်ဘဲနေလိုက်တယ်။အဲဒီနောက်ရင်းရင်းနဲ့မောင်ကျွတ်ကနောက်တနေ့မှနှင်းစာရေစီကိုရောက်လာပြီးသူတို့ကိုတောရင်းကထွက်သွားဖို့အမိန်ပေးတယ်။သူနဲ့အတူချိန်လုံးတစ်ချောင်းကိုယူလာပြီးသူတို့သူ့စကားကိုနားမထောင်ရင်ရိုင်းနှက်မယ်လို့ချိန်ချောက်တယ်။မင်းသားတွေကဝိုင်းအောင်ထိုင်နေကြပြီးတော့ပြုံးနေကြတယ်။အဲဒီနောက်မောင်ကျွတ်ဟာသူ့ရဲ့ချိန်မုံကိုအသုံးပြုပြီးတော့ကြိုးစားတဲ့တစ်ခါသူ့မလှူရှားနိုင်တာကိုတွေ့လိုက်ရတယ်။ မင်းသားတွေကမော်အတက်ကိုအသုံးပြုလိုက်တာကြောင့်သူမြေကြီးမှာတွေ့ခဲ့နေတာပေါ့အဲဒီနောက်သူတို့ဟာသူတို့ကိုတပင်းမတညာလုံးချီနှောင်းချုံနှောင်းထားလိုက်တယ်လိုပီကနောက်တနည်းမနဲ့မှသူကိုတွေ့တယ်မောင်ကျော်ဟာစိုးဝါးတဲ့အနီရောက်မင်းသားတွေအနာကိုနောင်ဘတော်မှမတော်ဘူးကတိပြုလိုက်တယ်အဲဒီနောက်တော့ဘသူမှဘာမှမလုပ်ဘဲနေလာကြရာတနည်းမှာတော့ဖြူကောင်မောင်စူးစီကစာတစောင်းလိုပီစီရောက်လာတယ်သူကအဲဒါကိုဖွင့်ပလိုက်တော့စာကဒီလိုရေးထားတာကွင် ချက်လက်စွာသောအရှင်မင်းကြီးမင်းစာတွေကိုကျွန်တော်ရှင်းလင်းပြနိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ဘယင်မဖြစ်ချင်ပါဘူး။ကျွန်တော်ကိုထင်းရှုပင်တော်မှာကျွန်တော်ရဲ့တငယ်ချင်းနေနေအတူပြန်နေဝင်ပြုစေချင်ပါတယ်။ကျေးဇူးပြု၍ကျွန်တော်ကိုနေဝင်ပြုပါ။ချက်လက်စွာသောအမှုတန်းမောင်စုလိုပြီးစာဖတ်ပြီးသွားတဲ့အခါမှာပြန်ပြီးတော့စာထိုင်းရေးလိုက်တယ်။သူကဒီလိုရေးလိုက်တာကွယ်။ချက်လက်စွာသောမောင်စုမင်းစာတွေကိုမင်းရှင်းလင်းပြနိုင်ရင်မင်းဒီကိုပြန်လာနေနိုင်ပါတယ်။ ဒါပေမဲ့မင်းရှင်းလင်းပြနိုင်မယ်လို့ငါမထင်ဘူး။မင်းရဲ့ချစ်လာစွာသောဘရင်လိုပြီး။အရီစာကိုမောင်ဆူရတဲ့အခါအတိုင်းထက်အလွန်ဝမ်းသာသွားတယ်။မင်းစာတွေကိုသူရှင်းလင်းပြနိုင်တယ်ဆိုတော့အသေးချာသိနေတာကြောင့်မလို့ပေါ့။ပြက်ကလေးကို သူကြည့်လိုက်ပြီးတဲ့နောက်လာပညာဟာတုံညလိုသေးတယ်ဆိုတော့ကိုတွေ့ရတယ်။အရီညာမှာအနီရောင်မင်းစာတွေဟာခြေဗလာနဲ့ကကြလိမ့်မယ်။အဲ့ဒီနေရာမှာမောင်စုဟာအလွန်ရင်းနှီးတဲ့သူရဲ့တငယ်ချင်းတစ်ဘက်ကိုသွားတွေ့တယ်။သူက မင်းငါကိုတခုနှုတ်ပေးစေခြင်းနဲ့မင်းထေရှုပင်တော်တွေကမင်းစားနေရစီကိုသွားပြီးလောကစမ်းကြဲတဲ့အပ်တွေကိုသူတို့ကိုတရိပ်ပေးဖို့တယောက်ယောက်ကမင်းကိုဆေးလွတ်လိုက်တဲ့အကြောင်းပြောပါလားတဲ့တပေကဖះရေဒါကတော့ထူးဆန်းတဲ့တဲ့မဲဟိအပ်တွေဆိုတာဘာတွေလဲလို့ကြီးမောလိုက်ရမင်းမောင်စုကတော့အဲ့ဒီအကြောင်းတွေကိုစဉ်းစားမနေစမ်းပါနဲ့မင်းဒီတဲ့င်းကိုသွားပို့လိုက်စမ်းပါပြီးတော့မင်းပြန်လာပြီးငါတို့နဲ့လက်ဖက်ရည်တောက်ပါတဲ့ ဒီလိုနဲ့တပည့်ဟာဘလူးဘယ်တောင်ကြားကိုထွက်သွားတယ်။အနည်းအောင်မင်းစားတွေကိုသူတွေ့တဲ့အခါသူတို့ကိုတစင်းစကားပေးလိုက်တယ်။လူတစ်ယောက်ကခမရတို့ကိုတရိပ်ပေးဖို့အတွက်ကျွန်တော်ကိုလှူလိုက်တာပါ။သူကအလွန်လေးနဲ့တဲ့အတန်းနဲ့ပြောလိုက်တာပေါ့။လူဝဆန်းကျဲတဲ့အတွေကိုခမရတို့တရိပ်ထားကြပါရဲ့။မင်းစားတွေကကြောက်လန့်ပုံပေါ်လျက်။အိုးအဲ့ဓာတွေကဘာတွေလဲ။အဲ့ဓာတွေကဘာလို့ကြမှာလဲ။ငါတို့ကိုတရိပ်သေးဖို့ဘသူကမင်းကိုပြောလိုက်ကြလဲလို့မေးတယ်။တပည့်က မိကုံတွေကိုကျွန်တော်အပြည့်မပေးနိုင်ပါဘူးလို့ပြောပြီးမင်းစာတွေကိုဇဝေဇဝါဖြစ်စီကြံလျက်လှမ်းလျှောက်ထွက်သွားတယ်။လာပြညာအချိန်ကိုရောက်လာတဲ့အခါမောင်စုရဲ့သူ့ရဲ့ဇနီးရဲ့မိသားစုဝင်တွေဟာဘလူးဘဲတောင်ကြစီကိုသွားကြတယ်။အနီရောင်မင်းစာတွေကခြေပလာကကိုစတင်နေကြပြီးသူတို့ရဲ့ရှုဖက်တွေနဲ့ခြေအိတ်တွေကိုတပြင်းတပြင်းရဲ့အောက်မှာတတရရပုံထားကြရင် မောင်စုဟာသူတို့ကိုမငင်မဲနဲ့အဲ့ဒီအပုံလေးစီကိုသွားပြီးအဲ့ဒါတွေကိုကောက်ယူလိုက်တယ်။ ပြီးတော့အဲ့ဒါတွေကို တိတ်မဝင်ရဲ့ရေကန်စီကိုယူသွားတယ်။ရှူဖက်နဲ့တွေခြေအိတ်တွေကိုရေထဲသူပစ်ခါလိုက်တယ်။ပြီးတော့သူ့ရဲ့မိသားစုစီကိုသူပြန်လာတယ်။သူကမင်းတို့အားလုံးအစင်းနဲ့ဖြစ်ကြပြီလားလို့တတိုလေးပြောလိုက်တယ်။ဒါဆိုရင်နှိမ့်လိုက်ကြတယ်။ဖြူကောင်းနေအားလုံးဟာတညီတညွတ်သေးသူတို့ကိုသူတို့ပေါ်လုံးကိုလုံးအဖြစ်လုံးကျစ်လိုက်ကြပြီးမင်းသားတွေကနေတဲ့နေရာစီကိုလိမ့်စင်းသွားကြတယ်။မကြခင်မှာတော့ကြောက်စရာကောင်းတဲ့အတန်တွေထွက်ပေါ်လာတာပေါ့။ အိုးအိုးအိုးငါစူးပေါ်တက်နေမိပြီငါအချုံပေါ်တက်နေမိပြီဒါပါလေဖြူကောင်တွေကသူတို့ကိုသူတို့လှောက်လိုက်နေကြတယ်မင်းစားတွေဟာသူတို့ကိုမရှောင်နိုင်မဲတက်နေမိရပေါ့စူးတွေကသူတို့ရဲ့ဖဏတ်တွေမပါတဲ့ခြေောက်ကိုစူးကုန်တာကြောင့်သူတို့နာကျင်စွာနဲ့ခုံပေါက်နေကြရတယ်သူတို့ကဘာလဲဟာဘာလဲဟာလို့အော်ဟေးကြပေမဲ့အဲ့ဒီလိုခိုက်တယ်မှာပဲလောက်ွယ်သွားပြီးမင်းစားတွေဘာမှမမြင်ကြရတော့ဘူးစူးရှိရဲ့ဖြူကောင်တွေကိုသူတို့တက်နေမိပြီးနာကျင်ကြောင်းလင်းစွာနဲ့အော်ဟေးကြတယ် အရီနာခေါင်းဆောင်မင်းသားကကြောင်းလန့်စွာနဲ့ဩပြောတဲ့ဒီဒါကထူးဆန်းတဲ့အက်တွေဖြစ်ရမယ်ဟုတ်တယ်ငါတို့ကိုအဲ့ဒါတွေသတိပေးထားတယ်မြေမြေလို့တော့ငါတို့တို့ရဲ့ဩစာအောင်မရောက်သွားခင်ခြေအိတ်နဲ့ဖက်နှက်တွေကိုဝစ်ကြဟိဒါပဲမဲမင်းသားတွေဟာတို့ရဲ့ခြေအိတ်နဲ့ရှူဖက်နှက်အပုံကိုလိုက်ရှာလို့မတွေ့ဘူးအံ့ဩစရာတော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေဟာရေကန်ကြမ်းမြေအောက်ကိုရောက်နေတာကြောင့်မလို့ပေါ့တို့ကအဲ့ဒီကိုပြေးဆင်းသွားကြပြီးရှာပွေကြတယ် မောင်စိုးတို့မိသားစုလည်းအရင်ကိုလှိမ့်စင်းသွားကြပြီးသူတို့နောက်ကိုလိုက်ကြတယ်။ဖြူကောင်တွေသဘောကျနေတာပေါ့။မင်းသားတွေကအက်တွေငါတို့ရဲ့ရှုပ်မက်တွေကိုယူသွားကြပြီ။ငါတို့ဘာလို့ကြမလဲ။အက်တွေငါတို့ကိုတွေ့သွားကြပြီလို့ဩပြောကြတယ်။မင်းသားကောင်းဆောင်ကမင်းမြင်လို့ငါတို့မင်းသားမျိုးကိုပြန်ပြီးရှုပ်မက်တွေဝယ်မဖြစ်မယ်။ဒီနေရာကိုငါတို့ဘယ်တော့မှပြန်မလာကြတော့ဘူးလို့ဩပြောတယ်။မင်းသားတွေဟာတက်နိုင်သမျှနှင်းမြန်စွာပြေးသွားကြတယ်။ဖြူကောင်တွေအားလုံးကလည်းသူတို့နောက်ကိုပြေးလိုက်ကြတယ်။ မင်းသားတယောက်ယောက်ဟာအသက်ရှူဖို့ရလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ခြေထောက်ကိုတစုံတစ်ခုဆိုးရှာတာခံလိုက်ရပြီးထိတ်လန့်စွာအော်ဟေးလျက်သူထွက်ပြေးရပြန်နေသူတို့ဆူညံနေရကြောင်းတော်ရဲကတရိတ်ဆန်ပြီးအားလုံးကဘာဖြစ်တယ်လဲဆိုတာလာကြည့်ကြတာပေါ့အဲ့ဒီအချိန်မှာလာပြန်ထွက်လာတဲ့အနည်းရောက်မင်းသားတွေတည်ရဲရှင်ရဲ့ပြေးနေကြပြီးဖြူကောင်တွေကသူတို့ကိုပြေးလိုက်နေတာကိုမြင်ရပြီးအံ့ဩနေကြတဲ့တရိတ်ဆန်တွေကိုတွေ့မြင်ကြရတယ် မင်းစားရေမရှိရတဲ့အချိန်မှာတော့အားလုံးကဖြူကောင်းလေးကိုဝိုင်းအောင်လာကြတာပေါ့ဟိုမင်းစားရေကိုမင်းတို့လိုက်ဖန်တာတော်တော်သတိကောင်းတာပဲလို့ဘရင်လိုပြီးကအော်ပြောတယ်မင်းတို့အဲ့ဒါကိုဘယ်လိုလုပ်ကြတာလဲမင်းတို့အရန်ကိုသတိကောင်းနေမောင်စုတယ်တရိစံလေးကတော့သူ့ဘရင်ဖြစ်တဲ့နယ်လို့အော်ကြတာပေါ့မောင်စုကနှိမ်ချစွာနဲ့ဟေ့အေးကျွန်တော်ဘရင်ဖြစ်လို့အောင် မကြီးကျယ်ပါဘူးလူပီကကျွန်တော်ထပ်ပို့ပြီးအများကြီးကောင်းပါတယ် အရှင်မင်းကြီးကျွန်တော်မိသားစုနဲ့တူကျွန်တော်ဒီမှာလာနေလို့ရမလားလို့မေးလိုက်တယ်။လိုဘီကဝန်တာအာရနဲ့ရတာပေါ့။ဒါပေမဲ့မင်းကိုပြောပြစမ်းပါဦး။မင်းဒီမင်းစာတွေကိုဘလို့မောင်းထုတ်ပြလိုက်တာလဲမောင်စုရယ်။ဖြူကောင်းကဒါကတော့လှုပ်ဝှက်ချက်တစ်ခုပါလို့ပြောပြီးနောက်ထပ်စကားထပ်မဆိုတော့ဘူး။အရင်နောက်သူနဲ့သူ့ရဲ့ဖြူကောင်းမိသားစုဟာတောထဲကသူတို့ရဲ့အိမ်စီကိုပြန်လာကြပြီးအလုံးပြောရှင်နေကြတယ်။အားလုံးကသူ့ကိုဝိုင်းဝန်းချီးကျူးကြတယ်။ ။ဘရင်လိုဘီကသူတို့နဲ့တပတ်တစ်ချိန်လက်ဖက်ရည်တောက်တဲ့မင်းစာရီအကြောင်းကိုတော့သူတို့ထပ်မကြရတော့ပါဘူးလေကွယ်။အခုဒီဆက်ပြီးမှကတော့အတန်ကြီးလေးတန်းအပိုင်းလေးဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။တုံလောကထထတပိညုံရသောဖရာပွင့်တော်မူစဉ်ကအာလာဝီပီအင်းဒီမှာရှိတဲ့ညောင်မင်းကြီးတပင်မှာဘလူးကြီးတကောင်နေထိုင်ခဲ့။နမေကအာလာဝကလို့ခေါ်တာပေါ့ ၎င်းဘလူးဟာနေမွန်းတဲ့ချိန်မှာသူ့ရဲ့ညောင်မင်းအောက်ကိုရောက်လာတဲ့တက်ရှိတရဝါတိုင်းကိုစားတော့ပြလိရှိတယ်။တနေ့ပြေရှင်မင်းဟာနေမွန်းတဲ့ချိန်မှာအာလာဝကရဲ့ညောင်မင်းအောက်ကိုဝင်ရောက်နာခုံမိလိုက်တယ်။ဘလူးကချက်ချင်းပေါ်လာပြီးပြေရှင်မင်းရဲ့နှက်ကိုဆွဲရပေါ့။ပြေရှင်မင်းကတောင်းမင်းနဲ့ဘလူးကလက်မခံ။ဒါကြောင့်ပြေရှင်မင်းကမလုံးပေးတယ်။အခုဒီချိန်လေးစားတာထက်ရရှိလာများထမင်းထက်ဦးနဲ့လူတယောက်စားရရင်ပုံမကောင်းဘူးလားတဲ့။ ဘလူးကသဘောကြတာကြောင့်ပြည့်ရှင်မင်းကိုခရီးအခန်းခိုင်းပြီးလှုပ်ပေးလိုက်တယ်။ပြည့်ရှင်မင်းဟာအာယုံတက်ချိန်ရောက်တိုင်းလူတယောက်ကိုဘလူးအစားခံဖို့လှုပ်ပေးတယ်။ပထမပိုင်းရောက်လာသေးသူတွေဟာတိမ်မင်းဒဏ်ခံစီရင်ရမယ်အကျဉ်းသားတွေပေါ့။ပြည့်ရှင်မင်းမှာဘလူးထံရက်လက်အကန့်အသတ်မထားခင်မိတာကြောင့်စိုးတန်းတဲ့အကျဉ်းသားတွေကိုဘလူးထံပို့ရတယ်။နောက်ဆုံးတာမန်အကျဉ်းသားတွေမရှိတော့တဲ့အခါ ဖတ်ဂရင်းကနေတော့မေတော်ဘရင်နဲ့အမိဘားကြီးကိုချမ်းလန်းပြီးတပီလုံးမေးနိုင်ရတယ်။မေကြသူဟာအာလာဝကဘလူးထန်သွားရတယ်။တနေတော့ခါမှာတော့ဘရင်မင်းမြတ်ရဲ့သားတော်လူမမယ်ကလေးမေကြပါတော့တယ်။အများသဘောသူချမှတ်ထားတဲ့စည်းကမ်းကိုပြည့်ရှင်မင်းမပယ်ဖြစ်နိုင်။သောအချိန်မှာသုံးလောကထွက်ထားတပ်ပင်ကြီးမြတ်စွာဘုရားဟာရွှေငယ်တော်ကိုရင်နေလောကကိုကြည်တော်မူတဲ့အခါအာလာဝကဘလူအကျွတ်တရားရမှာကို မြင်တော်မူတဲ့ ဒါကြောင့်လူနဲ့တို့ရဲ့ဆရာမြတ်စွာဘုရားကအာလာဝကဘလူရဲ့ပုံပိမံကိုတပားတည်းကြော်လာပြီးဘလူရဲ့ပိမံမှာသတင်းသုံးနေတော်မူတာပေါ့ဖေမဝန္တာနတ်နဲ့တာတာဂီရီနဲ့တို့ဟာနတ်သပင်စီတွေကိုတွားရင်ကောင်းဝင်ခီးနေလာကြတယ်။အာလာဝကဘလူရဲ့ညောင်မင်းကိုခါတိုင်းကဲ့သို့ကောင်းကင်မှဖျက်ကျော်ရတယ်။ယနေ့ကြော်ဖျက်ရမယအမြေပြင်သို့ပြုတ်ကြတယ်။တာတာဂီရီနဲ့ဟေမာဝတ္တတို့ဟာမိဒီအတက်ကြောင့်ဤသို့ဖြစ်သည်လို့စုံစမ်းမှု ဘလူရဲ့ဗိမှန်တွင်ကိုဝင်လာတာပေါ့မြင်သက်စွာသတင်းသုံးတော်မူနေတဲ့မြတ်စွာဘုရားကိုဖူးမြော်ကြတဲ့အခါသူတို့ကြာရှည်မနေနိုင်ပါမသမီးရဲ့စီရွေးရှိနေတာကြောင့်မြတ်စွာဘုရားကိုယူသေးစွာကတော့ပြီးပြန်ထွက်လာခဲ့ကြတယ်သူတို့နတ်တပင်စည်းဝေးကိုရောက်တဲ့အခါအခန်းတင်စွာပဲအာဃာဝတ္တကိုနတ်တပင်စည်းဝေးရဲ့အစုံမတွေ့လိုက်ရတယ်။ဒါကြောင့်အဆွေအာလာဝကကံထူးပါပြီတော်ပါပြီ။အာရဝန္တာပြောတော့ ်တတာဂီရီရဲ့စကားကိုဘလူးကနားမလဲဒါကြောင့်ဟေမာဝတာနတ်ကဖြည့်ဆွက်ရှင်းပြရတယ်အစွေတော်ရဲ့ပိတ်မှန်မှာတပ်ပြင်းညညဗုဒ္ဓမြတ်စွာဘုရားကြွားရောက်တဲ့ရင်တုံနေတယ်ဒါကြောင့်အစွေတော်ကိုကန့်ထူးရလို့ပြောတာတယ်ထို့သောအာဃဝကဘလူးကယတနာသုံးပါးကိုမသိမကြည်ညိုဒေါသမီဟုံးကနေထားတယ်ဘာဖရလဲငါပိတ်မှန်ကိုကျူးကျော်ဝင်ရောက်လာတော့ငါအကြောင်းအခုသိစေရမယ်ဟေအာဃဝကဘလူးက ခြေတန်းမြင်းဒီလာတောင်းကိုခြေတစ်ဖက်တင်ပြီးအာဃာဝကဟဲ့လို့တန်ကုန်ဟွင့်ကျွေးလိုက်တယ်။ကြုံဝါတန်ကမြေပြင်ကြီးကွဲကြေးပြီးတလောကလုံးလွင့်စင်မတန်ကျဲလောင်ပြင်ထန်လာတယ်။သူ့အတွက်အာဃာဝလာဘလူးရဲ့အော်တန်ကိုအတန်ကြီးလေးတန်ထဲမှာထည့်သွင်းထားခဲ့တာပေါ့။အာဃာဝလာဘလူးကသူ့ရဲ့ဖိမှန်လေးကိုဓာရီအစမပြည့်ပြည့်သွင်းခြင်းနဲ့ဓာမိုးရွာတယ်။ထို့နောက်လှံမိုးမြကြီးမိုးပြာပူမိုးတွေရွာချတယ်။ ရှင်မမြတ်ဖေရအားမိသွမမတိခိုက်တာကြောင့်ဖလူကပို့ပြီးစိတ်ဆူလာတယ်။မြတ်စွာဘုရားလွင်စင်သွားအောင်လို့လူပြင်းမုံတိုင်းနေလှင်နေမြတ်စွာဘုရားရဲ့သင်ငန်းစာကလေးတော်များမလို့ဖလူပို့ပြီးတော့ရထွက်လာတယ်။ဘိမ့်မှန်မော်ကိုပြင်းထန်တဲ့မူကြီးရွာချတယ်။မှောင်ကြီးကြအောင်လုပ်တယ်။နောက်ဆုံးအပြင်းထန်ဆုံးဘွဲဖြူလက်နက်နဲ့ပစ်တယ်။ကောင်းငင်လို့ပစ်တဲ့အခါမူးခေါင်းပြီးသမုတ်တရားကိုပြင်းရင်သမုတ်တရားခံတဲ့ဘွဲဖြူလက်နက်ဟာတက်ရှိတော်ဝါနဲ့တတော်တော်တောင်းလေးကိုပြချပြနိုင်တယ်။ ထုံမြပြင်းထန်သောလက်နက်နဲ့ပစ်တော့လေဘွဲပြူလက်နက်ဟာမြတ်စွာဘုရားရဲ့ခြေတော်ရင်ဝဲခြေတိတ်ပစိုးအနွမ်းဆုပ်ကလေးဖြစ်သွားတော့တယ်ဘလူးကြိတ်မနိုင်ခဲမရဖြစ်လျက်သူ့ရဲ့ပိတ်မှန်နေတဲ့သူဝင်လာ၏ဘသူခွေးမျိုးတို့ဝင်လာတော့အခုထွက်သွားရှင်တော်မြတ်ဘုရားဟာတပိတ်တော်ကိုလွှဲလျက်အသာအရာကြောင့်မြင်တော်မူ၏ဘလူးကအံ့ဩသွားတယ်ငါမှာတော့တညာလုံးနှစ်ပါလက်နက်မျိုးစုံနဲ့တိုက်ခိုက်လိုက်ရတာဖက်ဖက်ကူမောလို့အခုတော့လေအလေသားပါကလား ထို့သို့အသွေးဖြစ်ပေါ်ရာကမကောင်းသောစိတ်ဆိုးဖြက်ခနဲဝင်ပေါ်လာတဲ့စိတ်ဆိုးဆဲယုံမှာမြစ်စွာဖရာရဲ့ခြေတော်အဆုံးကိုကင်ပြီးလွန်ပြဖို့ယဟန်ကြီးပြန်ဝင်လာခဲ့အောင်ထိုင်ထိုင်မြစ်စွာဖရာကပြန်လဲကြမြင်လာပြီးပထမနေရာမှာမြင်သက်စွာသတင်းသုံးတော်မူတယ်ထထအခုပြန်ထွက်သွားခြေတော်အချာမှာဖန်ဆွဲဖို့အကြံနဲ့ထပ်မံနှင်ထုတ်သောအခါမြတ်စွာဘုရားကမိန်တော်မူ၏ချက်သားအာလာဝက ငါဤခြေဆောင်ကိုဆွဲပြီးသမုဒ္ဒရာတဲသို့လှုပ်ပြင်းရင်တင်းကျန်စီနေဒီမဟုတ်လောဘလူးကထိတ်လန့်သွားကဆွေခမဆက်မျိုးခမဆက်လက်စင်ကန်းလာခဲ့တဲ့ဂါရာတွေကိုမြက်စွာဖရာအားတင်ပြရှောက်ထားတယ်။ဘလူးကသူ့ရဲ့ဗိမာန်နယ်ကိုဝင်ရောက်လာတော့လောကီဆိုင်ရာပုတုစီရတိများကိုဒုက္ခပေးခဲ့ပူပြီးဂါရာဤအနက်ကိုကြံစီနေစဉ်၆နှစ်နဲ့ထိတ်လန့်သွားစီရင်ဦးအသေးပြောင်းမြန်လန်အောင်လုပ်ပြီးသဘောချနှိမ့်ဆက်တဲ့ တို့ရရင်လူနဲ့ဗမာတတော်ဝါတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားကိုကဤသို့လုံ၍မရအာလာဝကဘလူတင်ပြရောက်ထားတဲ့ခါရာကို မြတ်စွာဘုရားကအလွယ်တကူရှင်းပြလျက်တရားဟောတော်မူ၏တရားတော်ရဲ့ဆုံးမှာတော့အာလာဝကဘလူဟာမြတ်စွာဘုရားရဲ့ရှိတော်မှာဒူးထောက်ပြီးရှခိုးပြီးသားဖြစ်သွားတယ်။ရှင်နာသုံးမကိုတည်တော်ယုံကြည်ကိုယ်ပဲတော်တရရံကုန်တည်တော်သူဖြစ်လာခဲ့တယ်။ထိုအချိန်မှာဘလူစားခံရန်လူမမယ်မင်းသားကလေးရောက်လာတယ်။ ဘလူးစာပို့သူများကမင်းသားကလေးကိုဘလူးရဲ့လက်ထဲကိုထည့်ပေးကြတယ်။အာလာဝကဘလူးကမြက်စွာဖျားအား၁၉ရက်ကနေတည်းရဲ့ကလေးကိုလည်းမြက်စွာဖျားထံဆက်ကပ်လိုက်တယ်။ဒါကြောင့်ကလေးကိုဟတ်ထားဝလာလို့ခေါ်ကြတာပေါ့။အာဂါဝလာဘလူးဟာရင်ကျေးလိမ့်မှသွားပုံကအံ့ဩစရာဖြစ်တယ်။သူရဲ့သူ့ဘိတ်မှန်းမှာမြက်စွာဖျားကြွားတော်မူသွားတဲ့အခါနောင်တော်ပါမှတပိတ်ထန်လျက်လိုက်ပါလာတဲ့အထိလိမ့်မှရင်ကျေးသွားတာပေါ့။ တို့တစီမြတ်စွာဘုရားဟာခရီးအတန်ငယ်ရောက်တော့တပိတ်ကိုယူပြီးချက်သားအာလာဝကတင့်အားလူတို့မြင်လျင်ဝိုင်းဝန်းပြကတ်ထိုးခုတ်နှိမ့်ဆက်ကြရသည်ထို့ကြောင့်ပြန်လူလို့လူမိန်တော်မူလိုက်တယ်ဖရာမမတိတရားမမတိတန်ခါမမတိတော့ဘလူဟာထိုအချိန်မှစတင်ပြီးသူတပါအားမနှိမ့်ဆက်တော်ပါရဲ့ကွင်း ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။